မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီကသူတို့ဆုံးရှုံးသွားတဲ့ရမကတိုင်းစစ်ဌာနချုပ်အပအဝင်ဒါကစားနဲ့ဗျူဟာဌာနချုပ်တွေမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကိုပြန်လည်ဖွဲ့စည်းနေပြန်ပြီးသူတို့နေနေတွေပြန်သိမ်းပြီးရင်အရင်အတိုင်းချက်ချင်းအစားထိုးဖို့အတွက်အသင့်ပြင်ထားကြရမယ်ဆိုပြီးညွှန်ကြားနေပြန်တယ်ဆိုပါတယ် ရခိုင်ပြည်နယ်တောင်ကုန်းမြို့မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကလေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်လို့လက်ရှိမှာရတပီသူ LGBT တဦးလည်းတိစုံထားပြီးမြို့ရဲ့တဝက်လောက်ကတော့အာခတ်တတော်အေအေကတိမ့်ပိုက်ထားတယ်ဆိုတဲ့ဒင်းပါဝင်နေနေလည်းကင်းတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အကျံဖတ်စစ်ကောင်စီကသူတို့ဆုံးရှုံးသွားတဲ့ရမခတိုင်းစစ်ဌာနချုပ်အပါဝင် ဒါကစားနဲ့ဗျူဟာဌာနရုပ်တွင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကိုပြန်လဲဖွဲ့စည်းနေပြန်ပြီသူတို့နေမြေတွေပြန်သိမ်းပြီးရင်အရင်တိုင်းချက်ချင်းအစားထိုးဖို့အတွက်အသင့်ပြင်ထားကြရမယ်ဆိုပြီးညွှန်ကြားနေပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်အရင်မြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အဲ့ဒီညွှန်ကြားချက်ကိုအကြံဖတ်မင်းအွန်လိုင်းကိုတိုင်းထုတ်ပြန်ထားတာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီလာရှိုမျိုးကသူတို့ရဲ့ရမခတိုင်းစစ်ဌာနချုပ်ကြီးအပါဝင်အစစ်စစ်ဖွဲ့စည်းဖို့အတိုင်းပြင်ဆင်ခိုင်းထားပေမဲ့ အဲ့ဒီဖွဲ့စည်းပုံအစဉ်အဆက်တည်ရင်နေရာတွေကတော့တော်လန်ရေးတက်တွေသိမ့်ပိုက်ထားတာဖြစ်တဲ့အတွက်ရမကတိုက်စစ်ဌာနချုပ်ကအစအစဉ်အဆက်တည်ရင်စစ်ရုံးတွေဟာအထိုင်နေရာအတိတ်ကြမရှိဘူးလို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောပါတယ်အဲ့ဒီလိုတိုက်စစ်ဌာနချုပ်စစ်ရုံးတော်ဘယ်နေရာမှာနေရမဲမသိသေးပေမဲ့မင်းအွန်လိုင်းကတော့သူတို့နေမြေတွေပြန်သိမ့်ပြီးရင်အဲ့ဒီတိုက်စစ်ဌာနချုပ်အပါဝင်ဘျူဟာဌာနချုပ်တွေနဲ့အစဉ်အဆက်တည်ရင်တွေအတွက်အရင်ဖွဲ့စည်းပုံအတိုင်း ချက်ချင်းအစားထိုးလို့ရအောင်ကြိုတင်အသင့်ပြင်ထားရမယ်ဆိုပြီးညွန်ကြထားပြန်တာဖြစ်တယ်လို့နေပြီးတော့စစ်တပ်တင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီရှမ်းမြောက်ကစစ်ကောင်စီရဲ့ရမကတိုင်းစစ်ဌာနချုပ်အတွက်စစ်ရုံးပုံစံမျိုးကိုမိုင်းရဲမှယာယီအထိုင်ချထားပြီးပြန်လဲလဲပတ်နိုင်ဖို့ပြင်ဆင်ထားတာမျိုးလည်းရှိသလိုသူတို့လက်လွတ်ထားရတဲ့နေမြေတွေကအုတ်ချုပ်ရေးရန်ညာကိုလည်းအဲ့ဒီနေမြေတွေမှာမနေရတော့ပြီမဲ့ အဲ့ဒီမြို့တွေနဲ့နီးစပ်ရာမြို့နယ်တွေမှာကတ်နေပြီအရင်ဖွဲ့စည်းပုံအတိုင်းပြန်လဲဖွဲ့စည်းခိုင်းထားပြန်တဲ့အပြင်တို့နယ်မြေတွေပြန်သိမ်းပြီးရင်အဲ့ဒီအုတ်ချုပ်ရေးရန်ရအဖွဲ့တွေကချက်ချင်းအစားထိုးရမယ်ဆိုပြီးတော့ပါညွန်ကြနေပြန်တာဖြစ်တယ်လို့နေပြီးတော့စစ်တပ်တရင်အရေးမြင့်ကပြောထားပါတယ်လက်ရှိမှာတော့အချက်ဖက်စကောင်စီကမြန်မာနိုင်ငံတဝက်လုံးမှာမြို့ပေါင်း88မြို့ကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့ တောင်ကုန်းမြို့မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးအချမ်းဖတ်စစ်ကောင်စီတပ်ကလေနဲ့ဇက်တိုက်ပုံကျဲတိုက်ခိုက်နေသလိုလက်ရှိမှာရသပြည်သူ LGBT တဦးလည်းတေဆုံးထားပြီးမြို့ရဲ့တဝက်လောက်ကတော့အာခတ်တတော်အေးအေးကတိမ့်ပိုက်ထားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်လက်ရှိရခိုင်ပြည်နယ်တောင်ကုန်းမြို့မှာအခုရပိုင်းတွေအတွင်းမှာပဲအာခတ်တတော်အေးအေးနဲ့အချမ်းဖတ်စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေသလိုစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူတွေနဲ့ပါအသင်းအံဘုံကျဲတိုက်ခိုက်နေတယ်ဆိုပါတယ် အဲ့ဒီလိုစစ်ကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုတွေအတွေ့နိုဝင်ဘာလ19ရက်နေ့ကဆိုရင်တောင်ကုန်းမြို့ဒဲကအန်လန်းမှာအရသာပြည်သူ LGBT အောင်မြင်အေးလို့ခေါ်တဲ့မိုးဟေကိုစတူဟာဘုံစာထိမှန်ပြီးတော့တေဆုံသွားခဲ့ရတယ်လို့လဲမြို့ကန်တဦးကပြောထားပါတယ်။ဒါအပြင်နိုဝင်ဘာလ19ရက်နေ့ကလည်းတောင်ကုန်းမြို့နေပရိုက်တာသမားဦးစုံမြင့်စတူဟာအချက်ပစကောင်စီတပ်သားတွေရဲ့ပြစ်ခတ်တပ်ဖြတ်တာကိုခံလိုက်ရပြီးလက်ရှိမှာတော့တောင်ကုန်းမြို့တဝက်လောက်ကိုအရကတတော်အေးအေးကတိမ့်ပိုက်ထားပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေသလို မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီက DNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့နယ်နဲ့မကွေးတိုင်းကရေစကြိုမြို့နယ်တွေကိုဒီကနေ့မနက်အစောပိုင်းမှာပဲလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒီကနေ့နိုဝင်ဘာလ27ရက်နေ့မနက်အစောပိုင်းမှာပဲအချမ်းဖတ်စစ်ကောင်စီတပ်က DNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့ပေါ်ကအရသာပြည်သူတွေနေထိုင်ရာနေရာတွေကို လင်းနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေကျဲချသွားပြန်နေဆိုပါလေလက်ရှိမှာအချမ်းပတ်စကောစီတက်ကသူတို့လက်လွတ်လိုက်ရတဲ့ TNLA သိမ့်ပိုက်ထားရနောင်ချိုမြို့ကိုအခုရပ်ပိုင်းမှာနေနေစဉ်ရက်ဆက်ဆိုသလိုလင်းနဲ့ဘုံကျဲတာတွေတောက်လျှောက်လှုပ်လာနေတယ်လို့လေဒီတက်ကံပြည်သူတို့ကပြောထားပါလေတစ်ဖက်မှာလည်းမကွေးတိုင်းရည်ကြိုးမြို့နယ်တောင်ပိုင်းကအရသာပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုလေဒီကနေ့နိုဝင်ဘာလ21ရက်နေ့မနက်အစောပိုင်းမှာပဲအချမ်းပတ်စကောစီတက်ကလင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေလှုပ်သွားတယ်လို့ ရည်ရွယ်သတင်းရင့်မိကပြောထားပါတယ်လက်ရှိမှာအချက်ဖက်စကောင်စီတပ်ကသူတို့ထိန်းချုပ်လို့မရတော့တဲ့တော်လရင်တပ်တွေတိမ့်ပိုက်ထားရနေမြေတွေကိုစက်တင်ဘာလဇန်ပိုင်းကစပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်ပြီးလှုပ်လာတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းကြောက်စဲမြို့ပေါ်မှာလူငယ်အယောက်80ဝန်းကျင်ကိုအချက်ဖက်စကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းတပ်သားတွေအဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ် နိုဝင်ဘာလ20ရက်နေ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာပဲကြောက်စင်မြို့ပေါ်မှာအချမ်းဖက်စစ်ကောင်စီတပ်သားတွေရဲတွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းဖို့ဆိုပြီးလူငယ်အယောက်80ဝန်းကျင်ကိုပေါ်တာဆွဲဖမ်းဆီးတော့ပြီးတော့အဲ့ဒီတက်ကတချို့အသက်မပြည့်တဲ့ကလေးငယ်တွေကပြန်လွတ်လာတယ်ဆိုပါလေအဲ့ဒီလိုအချမ်းဖက်စစ်ကောင်စီတပ်ကကြောက်စင်မြို့ပေါ်မှာကိုမနေ့ကပဲပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်သွားတဲ့အတွက်ဒီကနေ့နိုဝင်ဘာလ21ရက်နေ့မနေ့ပိုင်းကစပြီးကြောက်စင်မြို့ပေါ်မှာလူငယ်တွေအတွာလာရှင်းလင်းသွားတယ်လို့လေဒီတက်ကပြည်သူတို့ကပြောထားပါတယ်ခင်ဗျ โอเคဒါကတော့ okay.